အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစုဒီညကနေပြီးတော့အစုံမောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော် Manchester United အသင်းကတော့ဒါကျွန်တော်တို့ Andrea Onana ရဲ့နေရာကိုဒါအစားထိုးဖို့အတွက် တီတီချာချာလူတွေကိုစတင်ပြီးတော့ရှာဖွေနေပြီဖြစ်တယ်။လက်ရှိချိန်မှာဒါတပြင်းနဲ့တပြေးတာကျွန်တော် Manchester United အသင်းရဲ့ဂူသမာ short list နာမည်တွေကိုတပြင်းနဲ့တပြေးကျွန်တော်တွေ့လာခဲ့ရပြီ။လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းနေနေဒါကျွန်တော်တို့တို့ရဲ့ဒါတစ်ချိန်ကဒါ Academy Academy လို့ပြောလို့ရတာကျွန်တော်တို့ရဲ့ဒါလူငယ်အသင်းမှာဒါကျွန်တော်တို့စော့ခဲ့ဘူးတယ်လို့ပြောလို့ရတယ်ဒါမှမဟုတ်ကျွန်တော်ကျွန်တော်အခုရင်ဒါလူငယ်အသင်းတော့မဟုတ်လူကြီးအသင်းတွေမှာလည်းလက်ရှိမှာဒါ Manchester United အသင်းနဲ့လေဒါ FA ဖလာရဘူးတယ်လို့သူကတော့ရေးထားတယ်ဒါကျွန်တော်တို့2000နဲ့ 16တုန်းက Manchester United အသင်းနဲ့အတူအဲဒါသူ့အနေနဲ့ဒါကျွန်တော်တို့အာသူကတော့ World Cup ပြောက် FA Player ဘူးတယ်ပေါ့နော်အဲ့တော့ဒါ Manchester United အသင်းမှာတစ်ချိန်ကဒါကျွန်တော်ကစားဘူးခဲ့တယ်လို့ပဲဆိုလို့ရအောင်ပေါ့နော် Manchester United အသင်းမှာတစ်ချိန်ကကစားဘူးခဲ့တယ်ဒါကစားသမားဂိုးသမားတယောက်ကို Manchester United အသင်းကအခုလက်ရှိမှာ ပြန်ပြီးတော့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့ဆိုတဲ့သတင်းတွေကိုထွက်ပေါ်လာခဲ့တယ်။ဒီကစားသမားလက်ရှိမှာဒါကျွန်တော်တို့နာမည်ဆင်ပါတယ်။ဒါကျွန်တော်တို့ကိုင်းလေကစားသမားတယောက်နာမည်နဲ့ဆင်တာကမီလီကိုဗစ်ဒါကျွန်တော်ဆာဗစ်ဆိုတဲ့ကစားသမားပါ။အဲ့တော့ဒီကစားသမားကြီးကျွန်တော်အမှန်တမ်းပြောရမယ်ဒီကိုသမားကိုရုပ်ကိုကြည့်လိုက်ရင်မှာဟာ ီဘက်မရှိဘူးဆိုပေါ့နော်35နဲ့36နဲ့ဒါအ ਨੇ ဆုံးလောက်ရှိလောက်မယ်ကျွန်တော်အနေနဲ့ထင်ခဲ့တယ်။ Manchester United ကဒီလောက်ကျကျွန်တော်မနိုင်ပါဘူးလုံးဝဒါအခုလက်ရှိ transfer market ဒါဒီတင်းနေတင်ဆက်တဲ့အချိန်မှာ transfer market ကိုဝင်ကြည့်မှဒီဘက်အသက်ကိုသိတာပေါ့နော်။အဲ့တော့ဒါ service ကိုဒါမနေရမှဒီတင်းကတက်လာတာပေါ့နော်။ဒါကျွန်တော် service ကို Torino ရဲ့လက်ရှိဂူးသမားဖြစ်တဲ့ service ကိုတော့ဒါ Manchester United အသင်းကတရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်ထားပြီးတော့သူတို့ရဲ့ဒါ short list ထဲမှာထည့်ထားပြီးတော့ Manchester United ကခေါ်ယူခြင်းနဲ့ဆိုတဲ့ပုံစံမျိုးကိုမနေ့က Fabrizio Romano ကဒါတင်ထားခဲ့ပြီးတော့ Matteo Moreto ကလည်းတင်ထား ခဲ့တယ်အဲ့တော့ tier 1 level ရတော့ဒါ tier 1 level ဖြစ်သွားပြီပေါ့နော်အဲ့တော့အရှိမှ service ကိုကျွန်တော်ရုပ်ချက်ကြည့်လိုက်တော့ဒီဘက်ကအသက်ကြီးပြီထင်တယ်ပေါ့နော်30နှစ်အများဆုံးရှိဗျာကျွန်တော်အနည်းဆုံးရှိ33လောက်ရှိမယ်ပေါ့နော်ယုံကြည်ကြီးတော့လည်းရင့်နေဗျာဒါကျွန်တော်ပတ်တိုင်းမွေးရင်းနဲ့လည်းမုတ်စိတ်မွေးရင်းနဲ့ဆိုတော့ဒါကျွန်တော်ကြည့်လိုက်တော့ဒါပေမဲ့အခုလည်းအတယုံကြည့်တယ်ခင်ဗျာတကယ်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 ဒီဘဲလီယာဒီဘဲလီယာကိုကိုတဲ့အသက်ကပတိပရေးဆိုဟာငါတော့ဥွားဆိုခက်သားရယ်ဘောနော် တော့ဒီဘဲကလက်ရှိမှာဒါကျွန်တော်တို့အသက်22ရှစ်နှစ်ရွယ်ဖြစ်ပြီးတော့ဒါကျွန်တော်အသက်အားဖြင့်တော့တော်တော်လေးငယ်တယ်လို့ပြောလို့ရတယ်တော့မှပါတယ်ကိုသမားအသက်ရွယ်အားဖြင့်ဆိုတော့တကယ်တမ်းလက်ရှိမှာအသက်ရွယ်အားဖြင့်ငယ်တယ်ဒါမဲ့မန်ချက်စတာယူနိုက်တက်ဒီကစားသမားကတော့လက်ရှိစာချုပ်သက်တမ်းရလာမယ့်နှစ်မှာစာချုပ်သက်တမ်းကုန်တော့မှာဖြစ်တယ်စာချုပ်သက်တမ်းတစ်နှစ်ပဲကျန်တဲ့ကစားသမားတယောက်ကိုမန်ချက်စတာယူနိုက်တက်ကခုလက်ရှိမှာစိတ်ဝင်စားနေတယ် market value ရခုလက်ရှိနောက်ဆုံးတက်လာတဲ့တတိယနေရာ United အသင်းကနေပြီးတော့ဒါကျွန်တော် Euro 15သက်လောက်ပေးချီပြီးတော့ခေါ်ယူခြင်းနဲ့ဒါမဲ့ transfer market ကုတိုင်ကခုလက်ရှိမှာဒီကစားသမားကို Euro 12သက် မဲ့သတ်မှတ်ထားတဲ့အကြောင်းမို့ယူနိုက်တက်အသင်းရဲ့ဒီကစားသမားကိုယူရို၁၀သန်းနဲ့၁၅သန်းပတ်ချလဲဝင်ကျင်ကြရမယ်ဆိုရင်တော့ဒီကစားသမားကိုရောင်းသွားဖို့ရှိတယ်။ဒါပေမဲ့လက်ရှိအနေထားကဒီကစားသမားအခြေအနေဘယ်လိုရှိလဲ။ဒီကစားသမားလက်ရှိမှာဒါ CDA မှာတိုရီနိုမှာဖမ်းနေပြီးတော့လက်ရှိဒါ34ပွဲကစားထားပြီးတော့38ခုကိုပေးထားခဲ့တာကိုတွေ့ရမယ်။ကလင်းရှိအားလုံးပေါင်း10ပွဲရထားခဲ့တွေ့ရမယ်။အဲ့တော့ဒီပြီးတော့လက်ရှိမှာလည်းနောက်နောက်ဆုံးသတင်းတွေရဆိုတော့ဒီကစားသမားလက်ရှိ တူရီနောင်မှာနံပါတ်1ဂူဒမာအနေနဲ့ဒါကျွန်တော်ဖြစ်နေဖြစ်အဲ့တော့ဒါသူ့အနေနဲ့ဒီ series တွေမဟုတ်ဘဲနဲ့ဒါကျွန်တော်တို့ Italy Cup မှာလည်းဒါနှစ်ပွဲကန်ထားခဲ့ပြီနှစ်ဂိုးသွင်းခံထားရတယ်။တပွဲ clean sheet ပေါ့နော်ဒါမဆိုးဘူးလို့ပြောလေအဲ့တော့လက်ရှိမှာ Manchester United ကလည်းဒါတစ်ချိန်ကသူတို့ရဲ့ဒါကစားသမားဟောင်းပေါ့နော်တစ်နှစ်ပဲကစားခဲ့တာတင်ပါလေ Manchester United အသင်းမှာဒါကျွန်တော်တို့တစ်နှစ်အဲ့ပေါ့ Manchester United အသင်းကနေပါတစ်နှစ်ဒါကျွန်တော်တို့ရောက်လာခဲ့တယ်ဒါကျွန်တော်တို့ ပြီးမန်ချက်စတာယူနိုက်တက်ကဒါကျွန်တော်တို့တနစ်အငှားပြန်ချတယ်ဗိုဂျယ်ဗိုဂျိုဒိုနီတို့အဲဗိုဂျိုဒီနာကနေမန်ချက်စတာယူနိုက်တက်ကအငှားနဲ့ပြန်ရောက်လာတယ်ပြီးမန်ချက်စတာယူနိုက်တက်ကပြီးတဲ့ပြီးတော့နောက်နှစ်မှာဒါကျွန်တော်တို့လီချီယာဒါဂန်ဆက်ဆိုတဲ့အသင်းကိုရောင်းလိုက်တယ်ဘောနော်အဲ့တော့ ပြောချင်တာဒီကစားသမားမန်ချက်စတာယူနိုက်တက်မှာခဏပဲကစားဘူးတဲ့ခဏပဲငငယ်လေးတုန်းကပေါ့နော်ငငယ်လေးတုန်းကခဏပဲကစားဘူးတဲ့အဲ့တော့မိသွပင်စိုးစင်ကမို့ဒီကစားသမားအနေနဲ့ဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ကပြန်လဲပြီးတော့စိတ်ဝင်စားနေတယ်အခုလက်ရှိမှာဈေးသက်သက်သာသာနဲ့လေးရမယ်ချီလက်ဆွမ်းရလည်းမစိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းလို့ကောင်းတဲ့အခြေအနေတကူကပါလဲဆိုတော့မန်ချက်စတာယူနိုက်တက်တင်တဲ့ဒီကစားသမားက ဒါ Andrew Onana ရဲ့ replacement လားအခုလက်ရှိမှာ LT Bayinda ရဲ့ replacement လားဆိုကျွန်တော်စဉ်းစားစိတ်ဝင်စားတယ်အဲ့တော့ဒါနံပါတ်1ဂိုးသမားနေရာကိုဒီဂိုးသမားကိုပေးမှာလားအဲ့ဒါဆိုနံပါတ်1ဂိုးသမားနေရာမှာဆိုရင်တော့နည်းနည်းလေးစဉ်းစားစရာဖြစ်တယ်အဲ့လောက်ကြီးမကောင်းနေဘူးဗျာအမှန်တိုင်းပြောမှာအဲ့လောက်ကြီးကောင်းနေတဲ့အနေထားတော့မဟုတ်ဘူးနံပါတ်1ဂိုးသမားနေရာလောက်တယ်အဲ့တော့လက်ရှိမှာ United အသင်းကလည်းဒါဂိုးသမား3ယောက်လုံးတော်မီတန်ကလက်ရှိမှာလာမယ့်နေရာဒီမှာအားကြီးဖို့စဉ်းစားနေတယ် LT Bayinda ကသူ့နဲ့နံပါတ်1ဂိုးသမားဖြစ်ဖို့ရေးကိုဒါစူးစမ်းဖို့အတွက်တခြားသောနေရာသွားဖို့အတွက်အစီအစဉ်ရှိတယ်ဒါ Onana ကတော့ Manchester United လက်ရှိလီးပြားဖြစ်တဲ့ ာမိုရင်းကစိတ်ပြတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့သူ့နေရာကိုစားဖို့မရှိအဲ့တော့ဒီသုံးရောင်လုံးထွက်မဲ့နေထားမှာလားကျွန်တော်ထင်တာကတော့ဒီစားပစ်ကကျွန်တော်ဒါအော်တေဘယင်းနာနေရာကိုစားထုတ်ဖို့ဖြစ်လောက်မယ်လို့မြင်တယ်သူ့အနေနဲ့ဒါကျွန်တော်အမြင်ရပြောမယ်ဆိုတော့ first goalkeeper နေရာဆိုတာထက်ဒါအရန်ကိုသမားနေရာတော့ပဲဒါပေမဲ့အရန်ကိုသမားကိုလည်းဒါ Euro 10သန်း15သန်းပေးခေါ်ပါမလားဆိုရင်မေးဖို့ကျွန်တော်မေးရမယ်တို့ပေမဲ့တော့မင်းညာတဲ့ တို့ပေမဲ့တော့ညားလေတာ Manchester United အသင်းနဲ့အခုလက်ရှိမှာ Savic ကို Manchester United အသင်းကခေါ်ယူခြင်းနဲ့ဂူသမားလူစင်းနဲ့ကိုထည့်လိုက်ပြီဖြစ်တယ်။ဒါကို Fabrizio Romano က Matteo Mourinho ကို Mourinho ကတော့တရားဝင်တည်ပြုထားပြီဖြစ်တယ်။အဲ့တော့ Manchester United အသင်းနဲ့ဒီဂူသမားကိုလာမယ့်ဒါကျွန်တော်ညရာဒီမှာခေါ်ယူဖို့တော့ကြိုးစားမယ်။အခုကတည်းကနေပြီးတော့ Manchester United ကဒီသူ့ရဲ့ agent တွေကိုဆက်သွယ်မှုတွေကိုပြုလုပ်ပြီးတော့ပုံကိုရဲ့သဘောတူညီမှုရဖို့အတွက်ကြိုးစားနေတယ်။ United ကအခုလက်ရှိမှာဒါဂူသမား shortlist တွေမှာတဖြည်းဖြည်းနဲ့များလာခဲ့ပြီးတော့အခုလက်ရှိမှာတည်ကြတယ်မယ့် ်ဂူဒမဖြစ်တဲ့ UN ကာစီယာကိုလည်းစိတ်ဝင်စားနေတယ်ဒါကျွန်တော်လက်ရှိမှာဘန်လီရဲ့ဂူဒမဖြစ်တဲ့ဂျိမ်းထရက်ဖူကိုလည်းစိတ်ဝင်စားနေတယ်ဒီထက်ပိုကောင်းတဲ့ဂူဒမတွေကိုလည်းအများကြီးစိတ်ဝင်စားနေတာရှိပေမဲ့အခုလက်ရှိမှာဒါကျွန်တော်တို့တရားဝင်ဆက်သွယ်မှုပြုလုပ်ထားတဲ့ကုသမားတွေကတော်တော်လေးကိုနှဲပါတယ်။ယူဝန်ကာစီယာဆိုတော့ဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့အာစနယ်အသင်းနဲ့ခေါင်းချင်းရှင်ပြီးလူရမယ့်တဲမှာပါတယ်။ဒါပေမဲ့ ရိုဟန်ဂါစီယာနဲ့ပတ်သက်ပြီးမန်ချက်စတာယူနိုက်တက်ကစိတ်ဝင်စားတဲ့ကလွဲပြီးရင်တရားဝင်ချိတ်ဆက်မှုတွေတော့ပြုလုပ်မှုမရှိသေးဘူးဆိုရင် Fabrizio Romano ကသူ့ရဲ့ podcast မှာတရားဝင် confirm လုပ်ထားတာတွေ့ရမယ်။ဒါနဲ့တစ်ဆက်တည်းပြောရမယ်ဆိုရင်တော့ဒါ Manchester United အသင်းနဲ့အခုလက်ရှိမှာဒါ Barcelona အသင်းနဲ့အတူခြေစွမ်း ပြဖို့အတွက်ကဒါနေရာရဖို့အတွက်ကိုယုံကန်နေရတဲ့ကစားသမားတယောက်ကိုခေါ်ယူဖို့အတွက်ဒါပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့ဒီနေရာမှာဒီကစားသမားကပူပူလောလောမဲ့ဒါကျတော့ဘာဆူနာအသင်းရဲ့စာချုပ်တက်တန်းရချုပ်ဆိုခဲ့ပြီးမယ်မန်ချက်စတာယူနိုက်တက်အသင်းနေဒီကစားသမားကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ဒါပူပူလောလောမှာဒါဂေဂိုပူပူလောဒီနှစ်ရာဒီနှစ်ဒါဒီနှစ်အစအပိုင်းမှာဒီကစားသမားကဒါ သူ့ရဲ့ဘာစနောအသင်းနဲ့စာချုပ်တက်တန်တူးခဲ့တယ်ဒီကစားသမားကရော်နဲ့အာရူဖြစ်တယ်။ရော်နဲ့အာရူကိုနေဒီစာချုပ်တက်တန်မတူးခဲ့ကအသင်းပြောင်းမယ်အသင်းပြောင်းမယ်အသင်းပြောင်းမယ်ခဏခဏသတင်းတွေထွက်နေခဲ့ပေမဲ့သူ့အနေနဲ့မပြောင်းဖြစ်ခဲ့ပေနဲ့ဘာစနောအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးတော့သူ့အနေနဲ့နေရတနေရဖို့တော့ကြိုးစားခဲ့တယ်။တို့ပေမဲ့တော့ညာလက်အခုလက်ရှိမှာဒါကျွန်တော်တို့ကူဘာစီအင်ဒီဂိုမာတီနက်စ်တို့ကိုမကျော်လွန်မဲနဲ့သူအနေနဲ့အခုလက်ရှိမှာအရန်လူစင်းပဲပြင်ပြန်ရောက်နေတဲ့အတွက်ကြောင့်အခုပြန်ကြည့်မယ်ဆိုအခုလက်ရှိဒါကျွန်တော်တို့ကစားသမားကဒါ22က တရားခိုင်နှုန်းမှာ29ခရခိုင်နှုန်းပဲပွဲထွက်ခွင့်ရခဲ့တယ်အားလုံးပေါင်း10ပွဲပဲထွက်ရသေးတယ်အောက်ဆိုဘာပဲကမချွေတာချန်ပီယံလိပြောအားလုံးပေါင်း10ပွဲပဲထွက်ရတယ်လာလီဂါမှာ10ပွဲထွက်တဲ့နေရာမှာအခုလက်ရှိမှာတည်ရတော့ဒါကကျွန်တော်တို့ first 11မဟုတ်ဘဲနဲ့ဒါကျွန်တော် second ဒါ26ခရခိုင်နှုန်းပြဿနာပွဲ100မှာ26ပွဲ10ပွဲမှာ2ပွဲပဲထွက်ရတယ်အဲ့တော့ပြောချင်တာလက်ရှိမှာဒီ10ပွဲမှာ3ပွဲလောက်ပဲ first 11မှာပါတယ်အဲ့တော့လက်ရှိမှာ Manchester United ကသူတို့ရဲ့လက်ရှိခံစားပိုင်းအားနေဘူး center back တွေလာမယ့်နေရာဒီမှာ Lindelof ထွက်မယ်လီဆန်ဒိုမာတီနက်စ်ကလည်းမကြခဏဒဏ်ရာရနေတဲ့အတွက်ကြောင့်မလို့ Ronaldo ရူဟုကိုတော့လာမယ့်နေရာဒီမှာခေါ်ယူဖို့တဲ့စိတ်ဝင်စားနေတယ်။စာချုပ်တက်တန်ပူပူလောလောချုပ်ထားတဲ့ကြောင့် Ronen Aru ကို Bezie Blue ခေါ်မယ်ဆိုတော့စိတ်ဝင်စားဖို့ကတော့ကောင်းတယ်။လက်ရှိ Transfer Market မှာတော့ Ronen Aru ရဲ့ဈေးကဒါကျွန်တော်တို့ Euro 50ဈေးသတ်မှတ်ထားပေမဲ့ Manchester United အသင်းကဒီလောက်ထိပေးဖို့အစီအစဉ်မရှိဘူးလို့ကျွန်တော်အနေနဲ့မြင်နေ။ဒီကစားသမားက Manchester United ကအများဆုံးပေး Euro 30နဲ့40လောက်ပေးဖို့ရှိပြီးတော့ Barcelona အသင်းကဒါကိုလက်ခံသွားပါမလားဆိုတော့တချက်တော့စောင့်ကြည့်ရတယ်ပေါ့ဗျ။ United အသင်းကလာမယ့်နေရာဒီမှာ Lisandro Martinez, Harry Maguire, Matheus Delict ဒါ Euro အပြင်ဒီ နေရာမှာဒါပို့ပြီးတော့အရန်အင်အားတောင့်တင်းတဲ့ပုံစံမျိုးသားဆန္ဒဘက်၃ယောက်ဆော့ရတာဟုတ်ဆန္ဒဘက်၃ယောက်ဆော့ရတဲ့ကြောင့်မဒါလာမယ့်တွေရဒီမှာချန်ပီယံလိဒါဝင်ခဲ့မယ်ဆိုရင်ယူရိုပါလိဒါရပြီးတော့ချန်ပီယံလိဒါဝင်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်ရိုနယ်အာရူကို ခေါ်ယူဖို့တော့စဉ်းစားပါမယ်အဲ့တော့အခုလက်ရှိချိန်မှာဒါတို့တို့အနေနဲ့စိတ်ဝင်စားတဲ့ကစားသမားတွေတယောက်ဖြစ်ပြီးတရားဝင်ချိတ်ဆက်မှုတွေမလုပ်တော့စိတ်ဝင်စားတဲ့အစင်အဲ့တော့ United အသင်းကလာမယ့်နေရာဒီမှာခက်စင်မှုကိုဈေးမကြည့်တဲ့ဒါကျွန်တော်တို့စင်တာဘက်တယောက်ကိုလည်းခေါ်ယူသွားဖို့အတွက်ပြင်ဆင်နေတဲ့ဆိုတဲ့တဲ့င်းကအမှန်ဖြစ်တယ်ဒါပေမဲ့ဒါဟာ Rooney Rooney အရူဖြစ်မလားမဖြစ်မလားတော့ကျွန်တော်တို့ချိန်မိမသိဘူးပေါ့နော်ဒါပေမဲ့မြည်သွေးပင်ဆိုးစင်က Manchester United အသင်းနဲ့အခုလက်ရှိမှာနောက်တန်းကဂူသမားကိုပြောင်းလဲဖို့အတွက်အများကြီးကြိုးစားနေဖြစ်ပါတယ်။နောက်ပါပဲပလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာ ကျေးလွစွာပေါင်းအကူအညီလိုရပါရ။မြန်မာပြည်ရဲ့ကလစ်ဘူးမမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလေး youth sport media 3.0ဆိုတဲ့ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်လေးကလစ်ဘူးမမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကြိုးတူပါနဲ့။ကျွန်တော်တို့ကောင်းသောနေ့လေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့နောက်မှအေးအေးဆေးဆေးတွေ့ကြပါဦး။မြန်မာပြည်လေးကလစ်ပေးကြပါဦး။မြန်မာကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်။အားလုံးပဲကြိုးတူပါနဲ့။ဒီပါပါဗျ။